ဘာစလိုနာရဲ့ချန်ပီယံဟက်ထရစ်ရှင်ကရော်နယ်ဒိုရဲ့ကြီးစားပရိသတ်ဖြစ်နေ။အားလုံးမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဂျုံအတင်းဆက်နေပါတယ်။ဒီဘက်ကြားရဲ့ချန်ပီယံလိပွဲစဉ်ဒီမှာဘာစလိုနာလူငယ်ကွင်းလယ်လူဖြစ်တဲ့ဖာမင်လိုပက်စ်ကဟက်ထရစ်တင်ယူနိုင်ခဲ့ပါတယ်။လိုပက်စ်လိုဘာစလိုနာမှာပုံမှန်ပွဲထွက်ခွင့်မရတဲ့ကစားမကအခုလိုချန်ပီယံလိပြိုင်ပွဲကြီးမှာဟက်ထရစ်တင်ယူနိုင်နေဆိုတာကအံ့အားသင့်စရာတော့ကောင်းပါတယ်။ဒါပေမဲ့အဲ့ဒါထက်ပိုအံ့အားသင့်ဖို့ကောင်းတဲ့နောက်ထပ်အကြောင်းအရာတစ်ခုရှိနေပါသေးတယ်။အဲ့ဒါကတော့လိုပက်စ်ဟာမန်ချက်စတာယူနိုက်တက်ကံတော်ဝင်ဖြစ်တဲ့ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ကြီးစားပရိသတ်ဖြစ်နေတာပါ။ ဖာမီလိုပက်စ်က2020တုန်းကဘာစီလိုနာယူဆက်ကိုအသင်းမှာကစားနေချိန်မှာကိုသင်းပြီးတဲ့နောက်ကော်နာတောင်းကိုပြေးပြီးတော့ရိုနယ်ဒိုရဲ့ထရိတ်မတ်ဖြစ်တဲ့ဇူးပုံစံနဲ့အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာအသင်းကဆိုပါပွဲရဲ့ highlight ကိုသူရဲ့ Instagram ကနေပြန်လည်ဝေမျှချိန်မှာတော့လိုပက်စ်ရဲ့အောင်ပွဲခံပုံကိုပေးဖြတ်ပြီးတော့စင်စာဖြတ်ခဲ့ပါတယ်။လိုပက်စ်ကိုသင်းပြီးတော့ကော်နာတောင်းကိုပြေးလာတာကိုထည့်သွင်းထားပြီးရိုနယ်ဒိုပုံစံအောင်ပွဲခံဖို့လှုပ်ချိန်မှာတော့တခြားမြင်ကွင်းတစ်ခုကိုပြောင်းပြလိုက်တာဖြစ်ပါတယ်။ ။ဒါ ው တီးတဲ့ဘောလုံးပရိသတ်တွေကတော့ဘတ်စလိုနာရဲ့အဆိုပါ Instagram post အောက်မှာပဲဇူးဆိုတဲ့ဇာတ်လမ်းတွေကိုဘလူးပြန်အောင်လို့ရေးသားခဲ့ကြပါတယ်။ရာဒီယိုကဘတ်စလိုနာကနဝင်းလီယိုနမက်စီရဲ့မဟာပြိုင်ဘက်ဖြစ်တာကြောင့်လိုဘက်စီအပြုတ်မှုကအတော်လေးထူးခြားနေတာဖြစ်ပါတယ်။ဒါပြင်လိုဘက်စ်ကရာဒီယိုဂျူပင်တက်မှာကစားနေချိန်တုန်းကလည်းပေါ်တူဂီအသင်းကောင်းဆောင်ထံသွားပြီးတော့အမတ်တရအတက်ပုံရိုက်ကူးခဲ့ပါသေးတယ်။